ပင်လယ်ဒူးမြောင်တွေကြောင့်တင်ဘလောက်ထိတည်ထားပါသလဲ။ကမ္ဘာနိုင်ငံကြီးတွေကရောပင်လယ်ဒူးမြောင်တွေကိုဘာလို့ပိုင်ဆိုင်ချင်ကြရလဲ။ထိုင်းကရောဘာဒူးမြောင်တွေဖော်ဆောင်နေပြီလဲ။ဒီချက်တွေကိုမပြောခင်ကမ္ဘာမြေပေါ်အရင်နားလည်ထားဖို့လိုပါလိမ့်မယ်။ကမ္ဘာမြေရဲ့80ရာခိုင်နှုန်းကိုပင်လယ်ရီကဘုံအုပ်ထားပြီးကမ္ဘာပေါ်ကနိုင်ငံတွေရဲ့ကုန်စည်80ရာခိုင်နှုန်းဟာပင်လယ်ရီကျောင်းကနေရောင်းဝယ်ဖောက်ကားကြတာပါ။ခရစ်တိုဘာကိုလံဘတ်တို့ပင်လယ်ရီကျောင်းကနေစွန့်စားကန်ထရပ်ပြင်းနောက်မှာဒက်ရှ်ပြင်သစ်အင်္ဂလိပ် ပေါ်တူဂီနိုင်ငံတွေဟာပင်လယ်ရေကြောင်းပိုင်ဆိုင်မှုကိုထိန်းချုပ်ဖို့အတွက်စစ်ပွဲတွေဖြစ်ခဲ့ကြပြီးကိုလိုနီပိုင်နက်တွေကို သိမ်းပိုက်ခဲ့ကြပါပင်လယ်ရေကြောင်းခီးကိုမြန်မြန်ဆန်ဆန်သွာလာနိုင်မှုဟာ1800ကျော်ခုနှစ်ကနေယနေ့အချိန်ထိအရေးပါနေဆဲဖြစ်ပြီးရေလက်ကြားတူးမြောင်းတွေဟာလည်းပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းမှာအဓိကအခန်းကဏ္ဍအဖြစ်ပါဝင်နေပါကမ္ဘာကျော်ရေလက်ကြားတူးမြောင်းတွေဖြစ်တဲ့ပနားမတူးမြောင်းနဲ့ဆူအက်တူးမြောင်းကြီးတွေဟာနိုင်ငံရေးအရအငြင်းအခုံဖြစ်မှုတွေရှိခဲ့ပြီ စစ်ပွဲတွေအထိအသွင်ဆောင်ခဲ့ကြပူပိုင်။ဒါဖြင့်ရေးလက်ကြားတူးမြောင်းတွေဟာပါကြောင့်အရေးပါနေရလေ။အရှိန်အောက်ခီးသွားလာမှုတွေဟာတူးမြောင်းရေးလက်ကြားတွေကနေဖြတ်တန်းသွားရတာကြောင့်ခီးတို့သွားပြီးလောင်စာကုန်ကြကြည့်နေပါသလိုလုံကြုံစိတ်ချရတာကြောင့်ကုန်သွယ်ပို့ဆောင်မှုရဲ့အတက်လို့ဆိုရမှာပါ။ကုန်စီရောက်ရှိမှုတွေဟာလည်းမြန်ဆန်တာကြောင့်ဈေးကွက်ရောင်းချမှုဟာတက်လက်မြန်ဆန်တာကြောင့်ဝေရင်းနှီးမြုပ်နှံမှုတွေလည်းမြန်မြန်တိုးပွားလာစေပါ යි ။ ရေလက်ကြားတူမြောက်ပိုင်ဆိုင်ထိုင်းနိုင်ငံတွေဟာလည်းရေလက်ကြားဖြတ်သန်းခါနဲ့တင်တနစ်ကိုဘီလီယံချီအမျက်ဆုံးရပြီးတခြားသောစီးပွားရေးအခွင့်အလမ်းနဲ့နိုင်ငံကြီးတွေရဲ့တန်တမာကြီးရာမျက်နှာသာပေးမှုကိုလည်းပိုင်ဆိုင်ကြရပါတယ်။ဒီချက်တွေကပဲထိုင်းရေလက်ကြားတူမြောက်ကိုဖော်ဆောင်ဖို့အရေးပါနေခဲ့တာဖြစ်ပြီးထိုင်းဝန်ကြီးချုပ်ခရာခန်နေအော်ထိုင်းခန်နေလို့ခေါ်တဲ့ project ကိုအကောင့်ထည့်ပေါ်ဖို့ကြိုးစားနေရအတော်ကြပါပြီ။မြန်မာပြည်အောက်ပြပိုင်းနဲ့နီးရဲ့ ထိုင်းပိုင်နယ်ကွန်းဆွင်အငူကနေထိုင်းပင်လယ်ကွေ့အထိ44ကီလိုမီတာကျဲတဲ့ရေးလက်သားတူးများကိုဖောက်ဖို့ထိုင်းဘက်ကစီစဉ်ထားပြီး10ဘီလီယံနီးပါးကုန်ကြမယ်လို့လည်းခန့်မှန်းထားကြပါတယ်။ခရတူးမြောက်သာအကောင့်တွေပေါ်ခဲ့ရင်အင်တမန်ပင်လယ်နဲ့ထိုင်းပင်လယ်ကွေ့တို့ဟာဒိုးရိုပေါက်ခီးပေါက်မှာဖြစ်ပြီးကဘာပေါ်အကြီးပါတဲ့မလကာရေးလက်ကြားဟာဖြတ်တန်းသူမဲ့ရေးလက်ကြားဖြစ်သွားမှာပါဒီလိုကျိုးမြက်များနေတဲ့တူမြောက်ကိုရခုမှာဖော်ဆောင်ဖို့ရှိနေပြီးအသေးစိတ်အချက်အလက်တွေကိုတော့မထုတ်ပြန်သေးပါဘူး စီပွားရေးအရေးပါမဲ့တက်တော်ပြုံတိမှုနဲ့နေရရွှေပြားမှုတွေလည်းရှိနေမှာဖြစ်ပြီးနိုင်ငံရေးအရာတရုတ်ပောင်းဝင်ပတ်သက်လာမဲ့အရေးတွေကိုလည်းရှောင်လွှဲလို့မရပါဘူး။ဒါဟာပိုလန်မှစီမံကိန်းနဲ့ပတ်သက်နေသလိုစင်ကာပူ၊မလေးရှားနဲ့အင်ဒိုနိုင်ငံတွေကနေကုန်သွယ်ရေးလမ်းကြောင်းတွေယူသွားမှာဖြစ်လို့နိုင်ငံတွေရဲ့အာရုံစိုက်မှုကိုခံနေရလေဖြစ်ပါထိုင်းနိုင်ငံကတော့ဒီတူးမြောင်းကနေအကျိုးအမြတ်ပဲတည်ယူနိုင်မလားကမ္ဘာနိုင်ငံကြီးကိုရောလှုပ်ခတ်နိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်